ဝီတန်ကကြတော့အမတို့အာ NT ရဲ့နော်ဖိုတိုမော်ဒယ်ပြည့်သူကတရုပ်ဆောင်ခဲ့တယ်အများတန်းသူတို့ဖိုတိုမော်ဒယ်တရုပ်ဆောင်ခဲ့တဲ့မော်ဒယ်လေးဖြစ်တဲ့အတွက်သူကိုယ်တိုင်လေးနဲ့ချုပ်လုပ်ပြီးဖြစ်ခဲ့ပါတယ်ရှင်ဟုတ်ဘုံဘုံရေးချင်းတို့တကယ်ကြပြီစေဟနာမှတ်သားပြီးရက်ချင်းတွေရတာနှစ်ပေါင်းများစွာတိုင်ခဲ့ပါပြီရှင် ုံရိုးရရွှေဟင်းသာနဲ့ပတ်သက်ပြီးတော့အမတို့နှစ်တိုင်းအက်ဆစ်ဆရီအသစ်လေးတွေအများအန်းထုတ်ဖြစ်တယ်။ဒါဆိုရင်အမတို့လွန်ခဲ့တဲ့နှစ်ကအမတို့ထုတ်ခဲ့တဲ့ရိုးရဂုံမွန်ပွားလေးဒါလေးရနော်။ဟင်းသာထီးလေးကိုအာဆိုတာရွှေဘူးနွဲ့အလှလေးနဲ့ပုံပေါ်ပြီးဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့။မုံရိုးရိုးလေးရေးကျဲမှုတကယ်ကဘော ီရဲ့အလီချိန်ကတပိဒါကွဲတတလောက်ရှိပါလိမ့်ရှင်ဟုတ်ကဲ့ပါမတို့မွန်ပြည်နယ်အတွက်ဒါလေးကပထမဦးဆုံးရရှိတဲ့ National ဝတ်ဆောင်စုเนาะရွေးချယ်ပေးခဲ့တဲ့လူကြီးမင်းများအားလုံးเนาะပြီးတော့အကောင်းဆုံးစင်ပေါ်မှာတရုတ်ပြပေးနိုင်ခဲ့တဲ့ညီမလေးမြတ်ဝီတင်เนาะကျေးဇူးအထူးတင်ရှိပါတယ်သူဆိုရင်အရန်ကိုဘယ်လိုပြောမလဲတည်တည်ငြိမ်ငြိမ်လေးနဲ့တရုတ်ပြပေးနိုင်ခဲ့တာလေ ငေးတာအောင်မင်္ဂလာပါရှင်ဟုတ်ဟုတ်ကဲ့ပါအမတို့ MD မွန်ရွရအထည်လေးပြင်ချည်ရေးပါပေါ့နော်အပွက်တက်ခြည်တယ်လေးတွေပွက်တက်မွန်အစင်လေးတွေဒီလို accessory လေးတွေဆိုရင်အမတို့နှစ်တိုင်းနော်ပုံဖော်ပြီးဖြစ်တယ်ဒီနှစ်မှာလည်းအမကရွှေဟင်းသာထီလေးကိုစမ်းသစ်ပုံဖော်မယ်ဆိုပြီးစိတ်ကူတဲ့အချိန်မှာညီမလေးမြဝရီတင် Miss Universe မူရုံပြိုင်မယ်လို့စုံတဲ့အပြိုင်မဲ့နှစ်နဲ့စုံသွားတယ်ပေါ့အစုံသွားတဲ့နှစ်မှာအမကသူ့အတွက်ဆိုပြီးတော့သူ့ကိုယ်တိုင်းလေးနဲ့ဒီ Miss Universe ဝတ်စုံလေးတူတူပြ ိုင်မှုအတွက်ဆိုပြီးရွှေနှင်းတော်ဝတ်စုံလေးကိုပုံဖော်ပြီးဖြစ်တယ်။ညီမလေးမျက်ဝေးရည်တန်ရကြတော့အမတို့အာ NT ရဲ့နော်ဖိုတိုမော်ဒယ်ပြည့်သူကတရုပ်ဆောင်ခဲ့တယ်။အများတန်းသူတို့ဖိုတိုမော်ဒယ်တရုပ်ဆောင်ခဲ့တဲ့မော်ဒယ်လေးဖြစ်တဲ့အတွက်သူကိုယ်တိုင်လေးနဲ့ချုပ်လုပ်ပြီးဖြစ်ခဲ့ပါတယ်ရှင်။ဟုတ် အာဒီဝတ်စုံလေးကကြတော့အမတို့အချိန်ကိုတလဝင်ကျင် လောက်ပေါ့နော်တလဝင်ကျင်လောက်အချိန်ယူခဲ့ရတယ်ဘလို့အိုင်ဒီယာလဲဆိုတော့အမတို့အန်တီမွန်ရိုးရာမှာနှစ်တိုင်းမွန်ရိုးရာရွှေဟင်းတိုင်းနဲ့ပတ်သက်ပြီးတော့အမတို့နှစ်တိုင်းအက်ဆက်ဆရီအစ်စ်လေးတွေအများအားထုတ်ဖြစ်တယ်ဒါဆိုရင်အမတို့လွန်ခဲ့တဲ့နှစ်ကအမတို့ထုတ်ခဲ့တဲ့ရိုးရာဂုံမွန်ပွားလေးဒါလေးရနော်ရိုးရဂုံပွားလေးဖြစ်တယ်ပေါ့နော်ဒါအမောက် MT မွန်ရိုးရရဲ့ဆန်သိခဲ့တဲ့ရိုးရဂုံပွားလေးရွှေဟင်းသာထီးလေးကိုအာဆိုတာရွှေဘူးနွေအလှလေးနဲ့ပုံပေါ်ပြီးဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်တလားလောက်အချိန်ယူခဲ့ရတယ် ယ်ပေါ့ဟုတ်ကဲ့ပါဝတ်စုံကကြတော့အမတို့နှစ်တိုင်းစမ်းတစ်ထားတဲ့ဝတ်စုံနှစ်တိုင်းသူရွှေရင်သာဝတ်စုံကအမြဲတမ်းစမ်းတစ်တဲ့ဒီနှစ်မှာထူးထူးခြားခြားလေးရကြတော့ရွှေရင်သာထီလေးကအမစိတ်ကူးဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါမော်ရီယိုရီရင်းစုတင်ကြပါဘူးဟုတ်ကဲ့ပါထီရဲ့အလေးချိန်ကပထမအမှန်တမ်းပြောရင်ထီကပထမတစ်လက်မှာအမတို့ဖန်တီးခဲ့တာအာသုံးမိတာလောက်လေးသွားတယ်သုံးမိတာလောက်လေးသွားတဲ့အတွက်เนาะဒါဟို creation လုပ်တဲ့နေရာမှာပေါ့နော်သုံးမိတာတော့လေးထွားတဲ့အတွက်အမတို့ကပြန်ပြီးတော့ဒါနောက်တစ်လက်နှစ်လက်မြောက်ဒါလေးရလေအာနောက်တစ်လက်တပိတ္တာကွဲတပိတ္တာကွဲလောက်မှဒါ miss ကသူကထမ်းနိုင်မှာဆိုတော့ ठी ရဲ့အလေးချိန်ကတပိတ္တာကွဲတတလောက်ရှိပါလိမ့်ရှင်ဟုတ်ကဲ့ပါအမကိုရိုင်ဒီ ठी ကိုကင်ပြီးတော့ဒီဝတ်စုံကိုအမကိုရိုင်ဝတ်တယ်ဘဝကိုရိုင်ဝတ်ပြီးဒီ ठी ကိုကင်ပြီးတော့ရှောက်ကြည့်လား အမဘလို့မှဟိုစင်ပေါ်မှာဆိုရင်ဒီကလေးကတက်တောက်တက်တာမရှိနိုင်တော့ဘူးဆိုတဲ့စိတ်ကူနဲ့အမပြန်ပြီးတော့နောက်တလက်ပြန်ပြီးတော့ထော်ဝါထော်လုပ် ပြီးဖြစ်ခဲ့တယ်ပေါ့နော်ဖန်လီပြီးဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါရန်ကိုဂုံယူဝမ်းသာပါတယ်ပြီးတော့အာဒီဝတ်စုံကို အသားပေးအာသူကဝတ်စင်နဲ့လူတဲ့အပေါ်မှာလည်းမူတည်တယ်နော် Miss Universe ဒါညီမလေးမူတော့မျက်ဝတ်ရည်တင်းကသူကတိတိငိငိကလေးနဲ့ထီးအလှလေးကိုသူကပြပေးသွားနိုင်တယ်အဲ့ဒီချိန်မှာစင်ပေါ်မှာကိုဝတ်စုံကိုလည်းမြင်တော့ဘယ်လိုပြောမလဲ ဝမ်းသာတာပေါ့အတိုင်းမသိပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒီရွှေဟင်းသားမဲ့ဝတ်စုံလေးနဲ့လိုက်ဖက်အောင်ဆိုပြီးဂျွယ်လေးတွေလည်းအမဆင်မြန်းဖြစ်တယ်ဒါကြတော့ဂျွယ်ထဲမှာပါတဲ့ရွှေဟင်းသားအစီအစီတွေလေးတွေလည်းအမတို့ GTF by MD ကเนาะဒါဂျွယ်ဒီ F by MD ကထုတ်ထားပေးတဲ့ရွှေဟင်းသားဝတ်စုံသူလေးနဲ့လိုက်ဖက်အောင်ဆိုပြီးဝတ်စုံလေးနဲ့အမတို့ဆင်မြန်းပေးပြခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါအမတို့ MD မွန်ရိုးရအထည်လေးဖြင့်ချီရဲ့အထည်တိုင်းအာချီတဲ့တိုင်းပွက်တဲ့ထည်တိုင်းကိုအမကနမယ်လေးတွေပေးဖြစ်တယ် เนาะဥပမာဆိုရင်ဒါဆိုရင်ယူရကုန်ပေါ့ဝါအိန္ဒြေမွန် ကတော့ကွင်းမဲမတီအဲ့လိုလေးတွေအမကနာမည်လေးတွေအသီးသီးပေးဖြစ်တယ်နာမည်မရှိတဲ့အထည်တစ်ထည်မှမရှိဘူးအမရဲ့ MD မှာပေါ့နော်ဒီတော့ဒီရွှေဟင်းသာဝတ်စုံကိုဖန်တီးတဲ့အချိန်မှာညီမရဲ့မျိုးဝရည်တင်ရဲ့ဟိုကျက်တိရှိတဲ့အလှနဲ့ဆိုပြီးတော့ပဏံသိအောင်ဆိုပြီးတော့အမတို့ကဒီနာမည်လေးရွှေဟင်းသာမဲဆိုတဲ့နာမည်လေးနဲ့ပေးဖြစ်ခဲ့ပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပီတိလည်းရှိရတယ်ဝမ်းလည်းသာရတယ်ဂုံလည်းယူရပါတယ်အမတို့မွန်ပြည်နယ်အတွက်ဒါလေးကပထမဦးဆုံးရရှိတဲ့ National ဝတ်စုံစုနော်ရွေးချယ်ပေးခဲ့တဲ့လူကြီးမင်းများအားလုံးနော်ပြီးတော့အကောင့် င်းဆုံးစင်ပေါ်မှာတရုတ်ပြပေးနိုင်ခဲ့တယ်ညီမလေးမြဝရည်တင်း เนาะကျေးဇူးအထူးတင်ရှိပါတယ်သူဆိုရင်အရန်ကိုဘယ်လိုပြောမလဲတည်တည်ငြိမ်ငြိမ်လေးနဲ့တရုတ်ပြပေးနိုင်ခဲ့တာလေပြီးတော့အမတို့ရဲ့เนาะဒါ anti team တဖွဲ့သားလုံးအမလူချင်းနဲ့စိတ်ကူးကိုအကောင်းဆုံးပတ်ဖို့ကူညီပေးခဲ့ကြတဲ့เนาะ anti team တဖွဲ့သားလုံးလေးကျေးဇူးအထူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါစုလေးအတွက်မြုံမှန်းတာထက်ဆိုင်ရင်ပေါ့เนาะဒီဝတ်စုံကိုအကောင်းဆုံးအမတို့ရဲ့မွန်ရိုးရဝတ်စုံကိုအကောင်းဆုံးချပြမယ်တခုခုလုံးရင်အမကြတော့ရိုးရဝတ်စုံပဲဖန်တီးတတို့သမီးဝတ်စုံပဲဖန်တီးခြေတယ်လေးတွေပဲဖန်တီးဖန်တီးအကောင်း င်းဆုံးချီတယ်အကောင်းဆုံးပွတ်တက်တယ်အကောင်းဆုံးတို့တမီဝတ်ဆုံးဒီဝတ်ဆုံးသားရွှေရင်နာမေဝတ်ဆုံးလေးလည်းအဲ့လိုပဲစင်ပေါ်မှာတက်ရင်အလှဆုံးလေးအာလိုက်ဖက်အောင်ဆိုပြီးအမအမြဲတမ်းစဉ်းစားဖြစ်တယ်ဒါဆူရသွားတဲ့အတွက်လည်းဟိုကပို့ပြီးဝမ်းသာတာပေါ့ပို့ပြီးဂုဏ်ယူရတာပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်အာရိုးရတူရိယာကိုမျက်နှာတမိုးထားတဲ့စိတ်တစ်ခုနဲ့အမနဲ့အမမျိုးသားနဲ့တိုင်ပင်ပြီးတော့ဖွေးဖြစ်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခမဲ့တင်နန်းပါမြေသူမဆိုးအခမဲ့တဲရောက်တင်ကြခွေရတဲ့တူရိယာတင်နန်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအမတို့ကနှစ်ပေါင်း၁၀နှစ်ဝန်းကျင်ရှိခဲ့ပါပြီဟုတ် ုတ်ကဲ့ပါဟုတ်တယ်ဆိုင်ခွဲတွေကကြတော့အမတို့ကဖြန့်ချီရေးဆိုင်ခွဲနဲ့ကိုစလေဆိုင်ခွဲဆိုတာရှိတယ်ကိုစလေဆိုင်ခွဲပေါင်း20ကျော်ရှိတယ်ဖြန့်ချီရေးဆိုင်ခွဲကအခုအမရောက်ရှိနေတော့တောက်ဥကလာပြင်မစူလန်းเนาะဒီဆိုင်ခွဲကတဆိုင်ဒါဖြန့်ချီရေးဆိုင်အာရန်ကုန်မှာဆိုရင်တောက်ဥကလာပြင်မစူလန်းမှာတဆိုင်ပြီးတော့ဗဟန်းရေတာရှိလမ်းအစ်စ်မှာတဆိုင်မော်လမြိုင်မှာဆိုရင်တော့ Ocean ကထွက်ပေါက်ဘေးကရက်တိုက်ခမ်းမှာတဆိုင်အာပြီးတော့ဈေးကြီးမှာရှိတယ်မူရုံဆိုင်မှာရှိတယ်မူရုံမြို့နယ်မှာရှိတယ်ပြီးတော့ပင်ရ င်းဖြန့်ချီရေးတမျိုးချက်မှာဒီဇိုင်းဟုတ်ကဲ့ဖြန့်ချီရေးဆိုင်နဲ့ကိုယ်စားလှယ်ဆိုင်ဆိုပြီးရှိပါလိမ့်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမတို့ကဒီအထည်လေးကိုစပြီးရောင်းတဲ့အချိန်ကစပြီးတော့ဟိုဝတ်စုံကို စေတနာပေါ့နော်ခြီတယ်မွန်ရိုးရခြီတယ်ကိုအကောင်းဆုံးထုတ်လုပ်မယ်နော်ဝတ်စင်တဲ့လူတွေရဲ့စေတနာဥပမာဆိုအနန်ကြီးကွင်းကျဲအရက်ဘလောက်ပဲမီးဝတ်လို့ရအောင်နော်ချီတယ်လေးတွေဆိုရဲအကောင်းဆုံး quality စေးစိုးဆိုရဲစိုးစေးဆိုလဲအဲ့လိုမျိုးရေမကြအောင်အကောင်းဆုံး quality နဲ့အမတို့က အကောင်းဆုံးဆိုတဲ့အာဟိုဟာပစ္စည်း product လေးတွေကိုအမတို့ထုတ်လုပ်ဖြန့်ဖြူရောင်းချပေးတယ်ဒါဟိုဟာ customer ပေါ်မှာထားတဲ့စည်စနာပေါ့နော် data ဒီအတွက်ကြောင့် customer ရဲ့ဟိုဟာဝယ်သူရဲ့အားပေးမှုလည်းအများကြီးရခဲ့တယ်เนาะကျေးဇူးလည်းတင်ပါတယ်အများကြီးအားပေးကြတဲ့အတွက်ဒီဝယ်သူရဲ့အားပေးမှုပေါ်မှာမူတည်ပြီးတော့ဟိုဟာအခြေခံပြီးတော့အမတို့ကစိုင်ခွင့်မြတ်ဖွင့်လိခဲ့တယ်အာစိုင်ခွင့်မှာအများကြီး ဖွေးဖြစ်နိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါအမတို့ MT မွန်ရွရအထည်လေးဖြန့်ချီရေးမှာနှစ်တိုင်းเนาะမွန်ရွရနဲ့ပတ်သက်တဲ့ခြည်တယ်လေးတွေပွက်တက်မွန်အစင်လေးတွေဒီလိုအဆီစရီရွှေဟင်းသားအဆီစရီလေးရွှေဟင်းသားဝတ်ဆောင်အစ်စ်အစမ်းလေးတွေကိုနှစ်တိုင်းအမတို့ထုတ်လုပ်ဖြန့်ဖြူရောင်းချပါတယ်เนาะဆက်လက်ပြီးတော့လည်းရွှေဟင်းသားအဆီစရီလေးပွက်တက်ခြည်တယ်လေးတွေကိုလည်းဆက်လက်ပြီးတော့ထုတ်လုပ်ဖြန့်ဖြူရောင်းချပေးသွားအောင်မှာမို့เนาะအမရဲ့ MT မွန်ရွရအထည်လေးဖြန့်ချီရေးကိုအလေတစ်ခေါက်အရောက်လာပါလို့နှီးထွေးစော်ဖိတ်ကောက်အပါအရှင်တန်ကူနာအောင်ကျေးဇူးတင်ပါတယ်ရှင် 记住吧。